အားလုံးမင်္ဂလာပါအဝင်း channel မှာကြိုဆိုပါရစေကျွန်တော် အခုပြောပြမယ့်အကြောင်းအရာကတော့လူတိုင်းအတွေ့အချိန်ဖြုံးတဲ့အလေ့ကျင့်နဲ့အချိန်ကိုရင်းနှီးမြှုပ်နှံတဲ့အလေ့ကျင့်များဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်အချိန်ဆိုတာဘဝပဲလူဘဝကိုအချိန်နဲ့သတ်မှတ်ထားတယ်အချိန်ဖြုံးတာဟာဘဝကိုတန်ဖိုးမဲ့စေပါတယ်ဘဝမှာအချိန်အကန့်အသတ်ရှိပါတယ်ဖြုံးနေတိုင်းဖြုံးလို့မရပါဘူးဒါကြောင့်ဘာတွေကအချိန်ဖြုံးတာလဲဆိုတာကိုမသိရင်ဖြုံးမိတယ်လို့ဖြစ်စေပါတယ်ဒါကြောင့်အချိန်ဖြုံးတာကို ိထားဖို့လိုပါတယ်အချိန်မဖြုံးကျင်ဘူးဆိုရင်လည်းဘယ်အရာကအချိန်ကိုရင်းနှီးမြုပ်နှံနေတယ်လဲဆိုတာကိုပါသိထားဖို့လိုအပ်ပါတယ်အချိန်ဖြုံးတာနဲ့အချိန်ကိုရင်းနှီးမြုပ်နှံဖို့တဲ့အတွက်အသုံးဝင်နိုင်တဲ့အချက်၁၀ချက်စီကိုပြောပြထားပါတယ်အဓိကကွာခြားချက်ကတော့ရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်တာနဲ့ရေရှည်အကျိုးစီးပွားတွေရရှိဖို့အတွက်လှုပ်ဆောင်တာဟာအချိန်ကိုရင်းနှီးမြုပ်နှံရာရောက်စီပါတယ်ကဲစလိုက်အောင် လူတိုင်းအတွက်အချိန်ဖြုံးတဲ့အလေးအကျင့်၁၀မျိုးဒီအရာတွေကချက်ချင်းပျော်ရွှင်မှု ပေးနိုင်ပေမဲ့တန်ဖိုးမရှိတာကြောင့်ဘဝတိုးတက်မှုကိုနှေးကွေးစေပါတယ်။နောင်တရတာတွေဖြစ်လာနိုင်ပါတယ်။အခွင့်အလမ်းတွေဆုံးရှုံးတာမျိုးလည်းဖြစ်စီနိုင်ပါတယ်။သင်ရဲ့စွမ်းအားတွေကိုကုန်ခန်းစေပြီးရေရှိမှတန်ဖိုးနည်းလွန်းတဲ့အရာတွေဖြစ်ပါတယ်။အဲ့ဒါတွေကိုပြောရရင်တော့နံပါတ်၁ဆိုရှယ်မီဒီယာတွေကိုအတိတ်ပဲကြည့်တာ။ရည်ရွယ်ချက်မရှိဘဲဖုံးပုတ်ပြီး စာရီဓာတ်ပုံကြီးဇက်တိုက်ကြည့်နေတာနံပါတ်နဲ့တီဗီဇလန်းတွေအများကြီးဇက်တိုက်ကြည့်နေတာထိန်းချုပ်မှုမရှိဘဲဇလန်းတွေကိုတပိုင်းပြီးတပိုင်းဇက်တိုက်ကြည့်နေတာနံပါတ်3ဘာမှမလုပ်ပဲမချိနှက်တာတွေကိုပဲပြောနေတာစိတ်ပြက်တာတွေကိုပြောနေပြီမဲ့အခြေအနေကိုကောင်းအောင်မကြိုးစားတာနံပါတ်4အရေးကြီးတဲ့အလုပ်တွေကိုအချိန်ဆွဲနေတာလုပ်ရမယ့်အလုပ်တွေကိုနောက်မှလုပ်မယ်ဆိုပြီးရွှေ့ဆိုင်းနေတာဒါကနောက်ပိုင်းမှာ ပိုပင်ပန်းစီတယ်နံပါတ်5 စိတ်ပင်ပန်းစေတဲ့ဆက်ဆံရေးတွေရှိတဲ့ပတ်ဝန်းကျင်မှာနေနေတာကိုယ့်ကိုစိတ်တက်ကြစေတဲ့စွန့်အင်ကုန်ခန်းစေတဲ့မကောင်းတဲ့လူတွေနဲ့ဆက်ဆံနေတာအဲ့ဒီနေရာကမစွန့်ခွာနိုင်ပဲပေတေပြီးနေနေတာနံပါတ်6အနာဂတ်အတွက်စိုးရိမ်နေတာအယံတွေးနေတာဘာလို့ရမယ်ဆိုတဲ့အစီအစဉ်မရှိပဲအဆိုးဆုံးတွေဖြစ်လာမှာကိုပဲစိတ်ကူးယင်ပြီးပူပန်နေတာနံပါတ်9အတင်းဖျင်းပြောနေတာကိုယ့်ဘဝကိုကောင်းအောင်လုပ်မယ်စားအခြားလူတွေရဲ့အကြောင်းကိုပြောနေတာ နံပါတ်၈အီးမေးလ်တွေကိုအမြဲတမ်းစစ်နေတာအီးမေးလ်တွေကိုတနေ့ကုန်တုံ့ပြန်နေတာစနစ်တကျမလုပ်ပဲဘယ်အရာကအရေးကြီးလဲဆိုတာကိုမခွဲခြားပဲလုပ်နေတာနံပါတ်၉အရာရာကို ဟုတ်ကဲ့လို့ပြောနေတာဘာမှမတတ်မှတ်တာကြောင့်ပင်မနွားနေတာဒါမှမဟုတ်အချိန်ကုန်လူပန်းတာနံပါတ်၁၀ရည်ရွယ်ချက်မရှိပဲဂိမ်းတွေအရန်ဆော့တာညှက်တာမှုမရှိပဲဘာမှမတင်ယူပဲနိုင်ပေါင်းများစွာဂိမ်းဆော့ပြီးအချိန်ကုန်တာလူတိုင်းအတွေ့အချိန်ကို ရင်းနှီးမြှုပ်နှံတဲ့အလေးကျင့်ကောင်း10မျိုးဒီအရာတွေကချက်ချင်းအကျိုးမမြင်ရရင်တော့ပုံကိုယ်ရေးတိုးတက်မှုအနာဂတ်အောင်မြင်မှု ကျမ်းမာရေးနဲ့ဘဝရဲ့ရည်မှန်းချက်တွေကိုအထောက်အကူပြုပါတယ်။နံပါတ်1တင်ယူတာနဲ့ကျွမ်းကျင်မှု တိုးတက်အောင်လုပ်တာအချိန်ပေးပြီးဘ ഹു တုဒအတ္တတွေကျွမ်းကျင်မှုအတ္တတွေတင်ယူလေ့လာတာတွေပါဝင်ပါတယ်။စာအုပ်ဖတ်တာ online ကိုစီတက်တာ ဝါသနာအစ်တစ်ခုခုကိုလေ့ကျင့်တာဘာသာစကားတစ်ခုသင်ယူတာတွေဖြစ်ပါတယ်။ငမနဲ့မဟာပြူဟာမြောက် စီမံတာနဲ့ပန်းနိုင်ချမှတ်တာကိုရေးကိုရာနဲ့လုပ်ငန်းခွင်ပန်းနိုင်တွေကိုရှင်းရှင်းလင်းလင်းသတ်မှတ်တာလုံဆောင်နိုင်တဲ့အစီအစဉ်တွေရေးဆွဲတာနဲ့တိုးတက်မှုကိုပုံမှန်ပြန်လည်သုံးသပ်တာကိုလုပ်တယ်ဒါကဥတီကျက်နဲ့စိတ်တက်ခွာကိုဖြစ်စီပါတယ်နံပါတ် ကိုကာယကျမ်းမာရေးကိုဦးစားပေးတာပုံမှန်၄ချိန်ခန်းလုပ်တာ ဟာရပြေဝတဲ့အစားအစာတွေကိုစားတော့တာ လုံလောက်စွာ အိပ်ဆက်အနားယူတာနဲ့စိတ်ဖိစီးမှုကိုထိထိရောက်ရောက်စီမံခန့်ခွဲတာတွေကိုလုပ်တယ်ဒါကစွန့်ရင်အာယုံဆိုင်မှုနဲ့အသက်ရှည်ဖို့အတွက်အခြေခံအုံမြင့်တွေဖြစ်ပါတယ်နံပါတ်၄အတိတ်ပဲရှိတဲ့ဆက်ဆံရေးတွေကိုထိမ့်သိမ်းတာပိသားစုငွေချင်းတွေနဲ့အေးသွေးရှိတဲ့ အချိန်တွေကုံဆုံးတာတက်ကြွစွာနားထောင်တာခိုင်မာတဲ့ဆက်ဆံရေးတွေတိစောက်တာနဲ့အကူအညီပေးတာတွေပါဝင်ပါတယ်ဒါတွေဟာခိုင်မာတဲ့ဆက်ဆံရေးတွေကစိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်အလွန်အရေးကြီးပါတယ်နံပါတ်၅မိမိကိုယ်ကိုစဉ်ရင်သုံးသပ်တာနဲ့တတိနဲ့နေထိုင်တဲ့အလေးကျင့်ကိုတိစောက်တာပါတရားထိုင်တာနှိစင်မှတ်တမ်းရေးတာမှတ်စုထုတ်တာနဲ့တိတ်ဆိတ်စွာ တွေးတောဆင်ခြင်တာက မိမိကိုယ်ကိုသိရှိနားလည်ဖို့စိတ်ခံစားချက်တွေကိုနားလည်ဖို့စိတ်ဖိစီးမှုတွေကိုလျှော့ချဖို့နဲ့ဆုံးဖြတ်ချက်တွေချမှတ်ဖို့ပိုကောင်းမွန်စေပါတယ်။နံပါတ်6ပြဿနာတွေကိုကြိုတင် ဖြေရှင်းတာနီးစနစ်တွေကိုဖန်တီးတာထပ်တလဲလဲဖြစ်တတ်တဲ့ပြဿနာတွေကို ဖော်ထုတ်ပြီးရေရှည်ဖြေရှင်းနည်းတွေရှာဖွေတာ အလုပ်တွေကိုအလိုလျောက်လုပ်ဆောင်ပေးမဲ့ထိရောက်တဲ့နီးစနစ်တွေကို ဖန်တီးဖို့အချိန်ပေးတာဖြစ်ပါတယ်။ဒါက ရေရှည်မှာအချိန်နဲ့အားထုတ်မှုကိုသက်သာစေပါတယ်။နံပါတ်9စီစနစ်တကျဖြစ်အောင်စီစဉ်တာနဲ့ရှင်းလင်းတာတွေကိုလုပ်တယ်။ပြည့်ရဲ့ပတ်ဝန်းကျင်ကိုစနစ်တကျဖြစ်အောင်အချိန်ပေးပြီးရှင်းလင်းတာဟာတတ်ရမှုဖြစ်စေတယ်။တတ်ရတဲ့နေရာကစိတ်ကိုကြည်လင်စေပါတယ်။ထိရောက်မှုကိုလည်းတိုးစေပါတယ်။နံပါတ်10တီထွင်ဖန်တီးမှုဆိုင်ရာလုပ်ငန်းတွေနဲ့ဝါသနာတွေကိုအကောင့်တွေပေါ်တာ ပျော်ရွှင်မှုကိုပေးပြီးမိမိကိုယ်ကိုပေါ်ပြနိုင်တဲ့လှုပ်ဆောင်မှုတွေကိုလှုပ်ဆောင်ပါအဲ့ဒါတွေကတော့ပကြီဆွဲတာတူရိယာတီးတာဥယင်ဆိုင်တာစာရေးတာတွေကိုလှုပ်ဆောင်တာပါဒါတွေဟာစိတ်ကျမ်းမာရေးကိုကောင်းမွန်စေပြီးအတွေးအမြင်တွေကိုဖြစ်ပေါ်စေနိုင်ပါတယ်နံပါတ်9ငွေကြေးစီမံခန့်ခွဲမှုနဲ့ငွေကြေးဘဝတုဒ္ဒါကိုရှာဖွေတာပါငွေကြေးစီမံခန့်ခွဲမှု budget ချမှတ်မှုငွေစုဆောင်းမှုနဲ့ ယင်းဤမြုံနာမှုအကြောင်းတွေကိုတင်ယူလေ့လာပါဒါကဆုံးဖြတ်ချက်မှန်မှန်မှန်ချနိုင်ဖို့နဲ့အနာဂတ်အတွက်ငွေကြေးလုံခြုံမှုကိုတည်ဆောက်နိုင်ဖို့အကူအညီပေးနိုင်ပါတယ်နံပါတ်10အခြားလူတွေကိုကူညီတာပါလိုအပ်တဲ့လူတွေကိုရိုးရိုးရှင်းရှင်းကူညီပါစေတနာဝန်ထမ်းလုပ်တာအကြံပေးတာတွေလုပ်နိုင်ပါတယ်ဒါကဘဝအတွက်ရည်မှန်းချက်ကိုပေးပါတယ်ကိုချင်းစာစိတ်ကိုမြင့်တင်ပေးရလဲရောက်စီပါတယ်ပေါင်းတင်းဆက်ဆံရေးကိုလည်းတိုးတက်စီပါတယ် အချိန်ကိုရင်းနှီးမြှုပ်နှံတဲ့အရာတွေရဲ့အဓိကအချက်ကတော့ရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်ခြင်းပါပဲလှုပ်ဆောင်မှုတစ်ခုကိုမလုပ်ခင်မှာတင့်ကိုတင်မေးကြည့်ပါဒီအရာတွေရဲ့ရည်ရွယ်ချက်တွေကဘာလဲဒါကတင့်ရဲ့ရည်မှန်းချက်ပန်းတိုင်းတွေတိုးတက်မှုနဲ့ကောင်းမွန်တဲ့ဘဝအတွက်အထောက်အကူဖြစ်စေသလားဒီလိုရိုးရှင်းတဲ့မိကွန်းတွေကတင့်ရဲ့စိတ်နေသဘောထားကိုအချိန်ဖြုန်းခြင်းကနေအချိန်ကိုရင်းနှီးမြှုပ်နှံခြင်းစီကိုပြောင်းလဲသွားစေနိုင်ပါတယ် စာဆုံးကြည့်ရှုအားပေးအတွက်ကျေးဇူးတင်ပါတယ်။နောက်တော့လောလောကူကြည့်ရှုနိုင်ဖို့အတွက် subscribe ကိုပြင်ပြီးထားပါဗျာ။ပြန်ရိုက်ခံပါရစေ။ like နဲ့ share ကိုလည်းလိပ်ပေးစေခြင်းပါတယ်။ဒီသာအားလုံးလူနာပြောရှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Have a nice day.